န်တိုနီကာနာချိုမျိုးစလုံးကိုခေါ်ယူဖို့အသင်းတွင်ဆွေးနွေးနေတဲ့တန်ဟန်ပရိသတ်များလုံးမမေ့တော့ဗျမက်ချစ်စာဘောစကောင်နေပြန်လဲကြိုးလိုက်ပါရင်လီဗာပူးစီရင်အသင်းရဲ့နှိပြသင်းဖြစ်လာတဲ့အဲရစ်တန်ကတော့အသင်းရဲ့ကစားမအင်အားကိုဖြည့်တင်းဖို့စတင်စဉ်းစားနေပြီဖြစ်ပါရင်တနင်္လာရေဖော်ပြချက်အရတော့အယ်ဒန်ဟာလီဗာပူးစင်အသင်းတောင်ဝင်ရှိသူတွေနဲ့မန်ချက်စတာနဲ့တိုက်စစ်ကစားမတွေဖြစ်တဲ့ဂါနာဂျိုနဲ့အန်တိုနီတို့ကိုခေါ်ယူဖို့ဆွေးနွေးနေကြောင်းသိရပါတယ် တန်ဟာဒီကစားမလေးဦးစလုံးရဲ့တော်လေးကိုရင်းနေတဲ့ဆက်ဆံရေးရှိသူပါဂါလာဂျိုကိုအကောင်းဆုံးပြောထောင်ပေးခဲ့သလိုအန်တိုနီဟာလည်းအားရမာဂရီကလည်းတွဲလာတဲ့တပည့်အောင်ဖြစ်ပြီးတော့ယူနိုက်တက်အသင်းကိုတန်အကိုယ်တိုင်ပဲဈေးကြီးပေးပြီးတော့ခေါ်ယူခဲ့တာပါ ယူနိုက်တက်ကထုတ်ပယ်ခံရပြီးမှတော့တဲကလီဗာကူစင်အသင်းရဲ့အနည်းပြအသေးဖြစ်လာခဲ့တာပါလီဗာကူစင်နည်းပြစာပေလုံးဆိုကရီယယ်မက်ထရီအသင်းကိုပြောင်းရွှေ့သွားတာကြောင့်တဲကလီလက်နေတဲ့လီဗာကူစင်နည်းပြရာတို့ကိုလက်ခံရောက်ခဲ့တာပါတဲကလီဗာကူစင်အသင်းရဲ့တိုက်စစ်ပိုင်းကိုဖိအထင်းဖို့တပည့်ဟောင်းတို့ကိုလိုရှိနေခဲ့တာပါယူနိုက်တက်နဲ့တော့ပြောင်းရွှေ့အတွက်ဆွေးနွေးမှုတွေမပြုလောက်သေးပေမဲ့လက်ရှိမှာတော့အသင်းတွင်းမှာပဲအပြောင်းရွှေ့ဖို့ဖြစ်နိုင်ခြင်းရှိမှရှိဆွေးနွေးနေကြတာပါ ကနာချိုကလည်းနီးပြအမော်ရီနဲ့အဆင်ပြေဖြစ်နေပြီးတော့အသင်းသစ်ရှာဖွေဖို့ပြောဆိုခံထားတာပါယောပါလီဘိုလူပွဲမှာပွဲထွက်မှာကစားခဲ့ရတယ်ပတ်သက်ပြီးတော့ကနာချိုကနီးပြကိုမကြည်မနဲ့ဖြစ်နေခဲ့တာပါဒါကြောင့်မလို့ကနာချိုနေနဲ့လာမယ့်ရာသီမှာအသင်းကနေထောက်ခွာဖို့ခွင့်လန်းများနေခဲ့တာပါအဒိုနီကလည်း United မှာနေရာများလော်ရီရဲ့ဘက်တဲ့အသင်းကိုအကားနဲ့ပြောင်းရွှေ့ကစားနေပြီးခြေစွမ်းပြနေတာပါအဒိုနီကဆီယဟောင်းတန်တန်နဲ့ဆက်ဆံရေးကောင်းနေရှိသားတော့အဒိုနီရဲ့ပြောင်းရွှေ့ကဖြစ်နိုင်ချေပိုများနေပါတယ်ဒီနေ့တင်ဆက်မှုကတော့လာပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာကြားတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like နဲ့ follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကော 좋라요와 구독 그럼